สวัสดีครับအတင်းကြလို့မိင်္ဂလာပါကျွန်တော်တို့တတာဖြစ်ပါတယ်ကျွန်တော်တို့ထိုင်းစာထိုင်းစကားအခြေခံ online တင်ဆက်ကိုတင်ပြပေးနေတဲ့တင်ဆက်ဆရာကုတာပဲဖြစ်ပါတယ်ဒီနေ့တင်ငန်းချင်းတို့ကိုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းကတော့ထိုင်းစာထိုင်းစကားကိုကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်ဘယ်လိုမျိုးစတင်လေ့လာတင်လဲပေါ့နော်ကျွန်တော်ရဲ့အသွေးကြုံလေးနေနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်မျှဝေပေးတောင်းအောင်ဖြစ်ပါတယ် ဟုတ်ပါပြီတကယ်ကျတော့အနေနဲ့ထိုင်းသာထိုင်းသာကိုအချိန်ကနေစပြီးလေ့လာနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ထားပေးနိုင်ပါတယ်ပြီးတော့အချိန်ရဲ့ဒီပြင်းကြီးလေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe ပြီးတော့ comment လေးကိုနှိပ်ထားပေးပါအဲ့ဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းတကယ်ကျလို့စီကိုအချက်ပြပါဖြစ်ပါတယ်တကယ်ကျလို့သိချင်တဲ့ထိုင်းသာကိုလည်းရှိရယ် comment အောက်မှာမိထားနိုင်ပါတယ် အားစေနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးပြကြအောင်အားလုံးကိုကြည့်တင်ပါတယ်ခင်ဗျာတကယ်ချင်းတို့ကထိုင်းနိုင်ငံကိုရောက်လာပြီဆိုရင်အခြေခံထိုင်းစကားပြောဖို့တော့ကျွန်တော်မဖြစ်မနေတက်မြောက်ထားရမှာဖြစ်ပါရဲ့အဲ့ဒါမှလည်းကျွန်တော်တို့လုပ်ငန်းခွင်မှာကျွန်တော်ဆင်ပြေချုံးဝင်မှာဖြစ်ပါရဲ့ဟုတ်ပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ထိုင်းစကားကိုကျွန်တော်တို့ဘယ်လိုမျိုးစတင်လေ့လာတင်လေပေါ့နော်ပထမအဦးဆုံးကျွန်တော်အကြံပေးချင်တာကတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ကျွန်တော်စကားလုံးလေးတွေကိုကျွန်တော်အရင်စဉ်းစားတက်ဖို့လိုပါတယ်ပြီးတော့ဘယ်လိုမျိုးစကားလုံးအသုံးလုံးလေးတွေကိုကျွန်တော်အသုံးများလဲဆိုတာကိုကျွန်တော်မှတ်သားထားဖို့လိုပါတယ် လုပ်ငန်းခွင်မှာကိုယ့်ရဲ့ဝန်ထမ်းအနေနဲ့ပြောတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးစကားလုံးအသုံးနှုန်းလေးတွေပြောရလဲကိုယ့်ရဲ့ကျွန်တော်လုပ်ပေါ်ခိုင်ဖတ်တင်နေကျွန်တော်တို့ပြောတဲ့အခါမှာလည်းကျွန်တော်ဘယ်လိုမျိုးထိုင်းစကားလုံးလေးတွေပြောရလဲဆိုတာကိုကျွန်တော်တို့အမြန်မာလိုအရင်စဉ်းစားတက်ဖို့လိုပါတယ်ပြီးတော့မှကျွန်တော်ထိုင်းလိုတစ်စင်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားရအောင်ဖြစ်ပါတယ်ဒါမှမဟုတ်လည်းကျွန်တော် online ကနေတစ်စင်ကျွန်တော်တို့အဲလေ့လာလို့ရပါတယ်နောက်ထပ်တစ်ခုအကြတော့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ကျွန်တော်အခြေအနေလိုက်ပေါ့နော်ကျွန်တော်စကားပြောပုံစံမျိုးကိုလည်းကျွန်တော်တို့ကြိုတင်မှတ်ထားပြီးတော့ကျွန်တော်တို့အလွတ်ချက်ထားလို့ရပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ အဲဈေးဝယ်တဲ့အခါအသုံးပြုတဲ့ထိုင်းစကလုံးကျွန်တော်အလုံအံခွင်မှာအသုံးပြုတဲ့ထိုင်းစကလုံးအဈေးဝယ်စည်းကမ်းတွေမှာကျွန်တော်အသုံးပြုတဲ့ထိုင်းစကလုံးဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်ချုပ်တင်စစ်စမ်းပြီးတော့ကျွန်တော်တို့အလုတ်ချထားနိုင်ပါတယ်အဲ့လိုမျိုးကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့ဒီထိုင်းစကားပြောတွေကိုကျွန်တော်ထပ်ခါထပ်ခါကျွန်တော်လေ့ကျင့်ပြီးတော့ ကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုကျွန်တော်တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်ဝါဟာရတွေနဲ့ပတ်သက်ပြီးတော့လည်းစကားလုံးတွေကိုမင်းများသိထားမှုလိုပါတယ်။အဲ့ဒါမှလည်းကျွန်တော်တို့အထိုင်းစကားပြောကိုမင်းများဆန်တဲ့တက်မြောက်မှာဖြစ်ပါတယ်။တကယ်လို့ထိုင်းစကားကိုခက်ခဲဖြစ်နေတယ်ဆိုရင်ကျွန်တော်ရဲ့ထိုင်းစကားပြောတည်တန်း online တင်နန်းကိုလည်းဝင်ရောက်တင်ကြားလို့ရပါတယ်။တင်နန်းမှာဆိုရင်တော့ကျွန်တော်တို့အခြေခံထိုင်းစကားပြောကျွန်တော်လုပ်ငန်းခွင်သုံးထိုင်းစကားပြော ကျွန်တော်ကျမကြီးနဲ့ပတ်သက်တဲ့ထိုင်းစကားပြောကျွန်တော်အစားရှိတဲ့ကျွန်တော်ထိုင်းနိုင်ငံမှာနေမယ်ဆိုရင်ကျွန်တော်မဖြစ်မနေကျွန်တော်တို့အသုံးပြရမယ်လက်တွေ့အသုံးချလို့ရတဲ့ဒီထိုင်းစကားပြောတွေကိုကျွန်တော်စနစ်တကျတင်ပြပေးမှာဖြစ်ပါတယ်။တင်ကန်းစာတွေကိုကြာတော့ကျွန်တော်ဗီဒီယိုပိုင်း30နေပါတယ်ကျွန်တော်တင်ပြပေးထားပါတယ်။ကျွန်တော်လာချင်းလာတိုင်းမှာလည်းကျွန်တော်တို့ဗီဒီယိုအစ်စ်လေးတွေကိုကျွန်တော် update လုပ်ပြီးတောင်းဖို့ရှိပါတယ်။အဲတင်ကျေးဇူးတို့အနေနဲ့ကျွန်တော်စိတ်ဝင်စားရဲဆိုရင် Messenger ကနေပြီးတော့ အာကျွန်တော်တို့အသေးစိတ်ကိုကျွန်တော်မေးမြန်းနိုင်ပါတယ်။တကယ်ချင်းတို့ထိုင်းစကားကိုမြန်ပြောတတ်ပြီးတော့ကျွန်တော်လောက်ကိုင်းစီမီပါစီတော့ကျွန်တော်စောင်းပေးပါတယ်။ကျွန်တော်ရဲ့တင်နာမှာလည်းပြန်လည်ဆုံသေးဖို့မျှော်လင့်ပါတယ်။အားလုံးကိုကြည့်တင်ပါတယ်ခင်ဗျာ။ဟုတ်ပါပြီ။တကယ်ချင်းတို့အနေနဲ့ထိုင်းစာထိုင်းစကားကိုအချိန်ကနေစပြီးလေ့လာနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ထားပေးနိုင်ပါတယ်။ပြီးတော့အချိန်ရဲ့ဒီပြင်းကြီးလေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe ပြီးတော့ comment လေးကိုနှိပ်ထားမိပါအဲ့ဒါဆိုရင် ီယိုတင်တင်တိုင်းတင်ငင်ကျိုးစီကိုအချက်ပြမှာဖြစ်ပါတယ်။တင်ကျိုးသိရှင်တဲ့ခန်းကျိုးသားပို့ရရှိတယ်။ comment အောက်မှာမိထားနိုင်ပါတယ်။အဲဒီနောက်ထပ်ဗီဒီယိုတွေမှာတင်လဲဆုံးပြကြအောင်အားလုံးကိုကြည့်တင်ပါတယ်ခင်ဗျာ။